မိုင်းဆက်မြို့နိုင်2025ခုနှစ်ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ထိမ်းမှတ်ခမ်းနားကျင်းပတဲ့သတင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်ဇွန်လ9ရက်ယနေ့တွင်ကြာရောက်သည့်ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ထိမ်းမှတ်ခမ်းနားကိုယနေ့နေ့9နာရီကရှမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်မြို့အခြေခံပညာထက်တန်းကျောင်းရှိ မြက်ပညာခမ်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ဥစွာခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးကအဖွင့်အမှားစကားပြောကြားရာတွင်ယနေ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ဖို့ဖြစ်သည့်ကမ္ဘာတဝန်ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးစုပေါင်းအားဖြင့်ဆောင်ရွက်ပြီး Ending Plastic Pollution အတိုင်းမိမိတို့နေထိုင်သည့်ကမ္ဘာမြေကြီးတန့်ရှင်းတာယာလပစေရန်နှင့်ပလတ်စတစ်ကင်းစင်သည့်ပတ်ဝန်းကျင်ရရှိရန်မိမိတို့အားလုံးတွင်တာဝန်ရှိပါကြောင်းထည့်သွင်းပြောကြားပါသည် ထို့နောက်ကဘာကူလာသမကအထွေထွေအတွင်းရေးမှူးချုပ်၏တဝန်လွှာဗီဒီယိုကဘာကူလာသမကပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် UNEDB အမှုဆောင်ညွှန်ကြားရေးမှူး၏တဝန်လွှာဗီဒီယို2025ခုနှစ်ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ထိမ့်မှတ်ဗီဒီယိုအားပြသခဲ့ပါသည်။ဆက်လက်၍2025ခုနှစ်ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ထိမ့်မှတ်အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့်စာရေးစာကုန်းပြိုင်ပွဲတွင်စုရရှိသည့်ကျောင်းသားကျောင်းသူများ မူလာရန်ဆင်ပကြီးပြိုင်ပွဲတွင်ဆူရရှိသည့်ចောင်းသားចောင်းသူများ KIC စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့ကဂုံပြုစုများအတီးတီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ယင်းနောက် KIC ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့်ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အထိမ်းမက်ပြကံအားအခမ်းအနားတက်ရောက်လာသော KIC နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုင်ရာကြီးကဲများ KIC နှင့်မြို့နယ်အမျိုးသမီးရာအဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများကလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ